သိချင်းတရား၌ပတ်သက်ပြီးတော့စိတ်ထဲမှာဆွဲမှတ်ထားတဲ့တင်ညာမျိုးကိုပွားပွားများရမယ်လို့ဆိုအဲ့တမန်လူတွေကတော့စဉ်းစားမယ်။အိုးသိချင်းတရားဆိုတာမတွေးချင်ပါဘူး။စိတ်ပြက်စရာကြီးလို့အောင်းမိ။နော်။တချို့ကသိတာကိုစဉ်းစားရင် စိတ်တက်ကြရတယ်ဆိုပြီးတော့မစဉ်းစားချင်ညာ။ဘယ်ဘက်ကိုစိတ်တက်ကြရတာလဲ။ကိုယ့်ကိုပြန်စဉ်းစားကြည့်ဖို့။စိတ်တက်ကြရတယ်ဆိုတာဘယ်ဘက်ကိုစိတ်တက်ကြရတာ။ မကောင်းမှုအကုသိုလ်တွေလောကမှာစိတ်ဓာတ်ကြလာလားပျော်ရွှင်ရမှာစိတ်ဓာတ်ကြသွားတာလားဘယ်ဘက်ကိုစိတ်ဓာတ်ကကြသွားတယ်လဲဆိုတာစဉ်းကျင်စဉ်းစားပြီးအဲ့တော့မြတ်စွာဘုရားကတော့မရဏတင်ညာဝါပေးပါတဲ့ဝါမှုပွားနေရတော့ဘယ်လိုပေးရမလို့ဘယ်လိုပွားရမလို့ဆိုဩသေခြင်းတရားဆိုတာလူတိုင်းပဲရင်ဆိုင်ရမှာဘာလဲတနေ့ကျတော့သေခြင်းတရားနဲ့ရင်ဆိုင်ရမှာ အချိန်မီသေးသွားနိုင်တယ်ကိုယ့်ကိုသေခြင်းတရားကိုတစ်ဖြည်းဖြည်းကတ်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 ပြီးတော့လာပြီးတော့သေခြင်းတရားကိုနှလုံးသွင်းတတ်ဖို့လိုနောက်ဆုံးမှာထွက်လေကသည်ဝင်လေမရောက်ခင်ဝင်လေကနေထွက်လေမရောက်ခင်ဆိုတဲ့အချိန်ကိုတိုးကျင့်ကျင်ပေးပြီးတော့သေခြင်းတရားကိုကိုယ့်ကိုယ်နဲ့ဆွဲပြီးတော့နီးနီးပေးရအဲဒါကြောင့်တော့အဲ့လိုမဟုတ်ငါမသေးဘူးဆိုပြီးတော့เนาะငါကအသက်ဘယ်လောက်ထိအောင်နေရမှာမသေးဘူးပေးတင်စရာသွားမေးအဟုတ်မှ အဲ့လိုနဲ့ကိုယ့်ကိုယ်အားပေးပြီးတော့မသေးဘူးလို့ထင်နေကြတာတည်ခြင်းတရားပွားများရမယ်အစားမသေးဘူးဆိုတော့မာမနာတွေတိုးအောင်လုပ်နေတာဖြစ်နေတယ်ပေါ့နော်အဲ့တော့တည်ခြင်းတရားစဉ်းစားတာဟာစိတ်ပြစရာ အားငယ်စရာအတွက်မဟုတ်ဘူးဘာအတွက်တုံးလို့ဆိုမြတ်စွာဘုရားကတည်ခြင်းတရားပွားများအားထုတ်မယ်ဆိုလို့ရှိရင်ねခုနလိုအကျိုးကျေးဇူးတွေအများကြီးရှိပါတယ် လက်ငင်းရနိုင်တဲ့အကျိုးကလည်းကြီးတယ်။ထက်စစ်ဖြစ်ပေါ်လာမဲ့အကျိုးတရားတွေကလည်းအမတန်မှများတယ်။နောက်ဆုံးနိဗ္ဗာန်ထီအောင်ရောက်နိုင်တယ်ဒီလိုဟောတာနော်။ကဲဒါဖြင့်သေခြင်းတရားပွားများအထုတ်လို့လက်တွေ့ရနိုင်တဲ့အကျိုးကျေးဇူးကတော့ဘာလို့ဆိုရင်အသက်ရှင်နေမှုပေါ်မှာအသက်ပေါ်မှာခင်မင်တွေ့တာနေမှုပဲဖြတ်နိုင်တယ်သူက။လောကလူတွေဟာ အသက်ပေါ်မှာခင်မင်တွေ့တာမဟုတ်ကအမှန်တမ်းကြီးမားတယ်ပေါ့ဇီဝိတနိကန်တိလို့ခေါ်တယ်အသက်ရှင်လို့မှုပေါ်မှာဇီဝိတပေါ်မှာလူတွေကတိတ်ပြီးတော့စုံမဲ့တယ်နှစ်သက်တယ်မြန်နိုးတယ်အဲ့ဒီအသက်ရှင်နေဖို့ပေါ်မှာ တွေ့တာနေတဲ့စိတ်ကလေးတရားဥမယ်ဆိုတာနှလုံးသွင်းခြင်းအားဖြင့်အသက်ပေါ်မှာခင်တွယ်မှုတွေရောကြလာတယ်ဒီလိုဆိုတာနော်အဲ့ဒါလို့ရောကြတာ ဒါဖြင့်အသက်ရှင်မှုပေါ်မှာခင်တွဲနေတော့ဘာဖြစ်လဲဇီဝိတမရငါအသက်ရှင်တယ်လို့ဆိုတဲ့ပုံမှာလူတွေကရှင်မှုတတ်တယ်ရှင်မှုတဲ့အခါမှာမဟုတ်တာတွေအကုန်လုပ်တယ်မဟုတ်တာပြောတယ်မဟုတ်တာတွေးတယ်မဟုတ်တာလုပ်တယ်မဟုတ်တာတွေးတယ်ပြောတယ်လုပ်တယ်ဆိုတာမနောဒုစရိုက်ဝစီဒုစရိုက်ကာဒုစရိုက်တွေလုပ်တာကိုပြောတာเนาะ အသက်ပေါ်မှာငါမသေးဘူးဆိုတော့ဇီဝိတမရလို့ဆိုတော့ဒီမန်ရစ်လာပြီဆိုလို့ရှင်လူတွေကမောဒာမန်သမ ्या အကုန်လှုပ်ချင်လာတယ်လုံလာတယ်ဒါကြောင့်မို့အဲ့ဒီကိုယ့်ကိုရစ်မှုနေတာကိုပျောက်ခင်းသွားအောင်အသက်ပေါ်မှာခင်တွဲနေတဲ့စိတ်အနေထားတွေရောပါသွားအောင်မရဏတင်ညာကိုပွားများအထောက်ပါတဲ့